ပေး20 60အိမ်တလုံးပေး40 60လို့အကျယ်မှာနေလို့ရမယ်အိမ်တလုံးကို house solo ပြီးမှဖြစ်ပါတယ်အဗီရမမတခုလို့တခုလို့ကဲအခုကျွန်တော်တို့မြင်တဲ့အတိုင်းပဲဒါကတော့ကျွန်တော်တို့ပေး20 60မှာ စောက်ထားတဲ့သရိယာစီကျွန်တော်တို့အိတ်ခန်း6ခန်းပါတယ်အိမ်တစ်လုံးပဲဖြစ်ပါတယ်ဒီအိမ်ရောကျွန်တော်မြောက်တကုံ30ခွန်ရက်ကွဲကျွန်တော်တို့ဒါမဟာဗန္ဓုလလမ်းကိုဒဲပေါက်ပါနော်၄၅လုံးဝင်လာတဲ့မဟာဗန္ဓုလလမ်းဒဲပေါက်ပြီးတော့လောပိတဒေါင်းပေါ့နော်ပြောမှဆိုရင်လမ်းမကြီးနှစ်ခုရဲ့ဒေါင်းကြောကက်အိမ်တစ်လုံးပဲဖြစ်ပါတယ်ဆိုတော့ဒီအိမ်ကတော့ကျွန်တော်အခုမြင်ရတဲ့အတိုင်းပဲအပြင်ဒီဇိုင်းကလည်းတော်တော်လေးလာတယ်အပြင်ဒီဇိုင်းကိုတော့ကြည့်ပြီးတော့အထက်ကနေပြီးတော့ တအိလုံးကျွန်တော်အသေးစိတ်လေးပြပြမှာဖြစ်ပါတယ်ကဲစောင့်ကြည့်ရအောင်အခုကျွန်တော်အပြင်ကနေကြည့်မယ်ဆိုရင်ဒါတကယ်ကိုလှတဲ့ modern sand တဲ့အိမ်နှလုံးကျွန်တော်တို့တွဲရက်ပေါ့နော်တွဲရက်ကိုရောင်းมาဖြစ်ပါတယ်နေရာလေးကတော့အခုကားသွားနေရတာမဟာဗန်နူရာလမ်းဖြစ်ပါတယ်ဒီလမ်းကြောကက်လမ်းကတော့လော်ဘီတာလမ်းပေါ့နော်ဆိုတော့နေရာအနေထားအရတော်တော်လေးကောင်းတယ်အိမ်ကတော့နှလုံးလုံးရောင်းมาပေါ့နော်ဆိုတော့အခုကတော့ကျွန်တော်ဒီဘက်တစ်လုံးကိုပဲပြပေးပါမယ်နော်အခုကျွန်တော်ဒီလမ်းနေပြီးတော့ကုရဲ့ အိမ်ပေါ့နော်အိမ်လေးကိုတက်လာတဲ့နေရာမှာလည်းကျွန်တော်တို့အာတော်တော်လေးမြင့်ထားပြီးတယ်ပြီးသွားရင်ဒီဘက်မှာပေါ့နော်ကားကကိုကကားအကြီးရှိခဲ့တယ်ဆိုရင်တော့မှကားအထဲထိနှစ်စီးကောင်းကောင်းတွင်းလို့ရအောင် ကျွန်တော်တို့ခြံစည်းကိုဒီမြောင်းထိပ်ထိအာဒါကျွန်တော်ယူထားပြီးတော့ဒီကျွန်တော်ခြံစည်းတွေကလည်းတကယ်ကိုဟောလူပိုက်အထူတွေနဲ့တိချောင်လောက်ထားတဲ့အောင်မြင်ရမှာဖြစ်ပါတယ်ဒီဇိုင်းကတော့တကယ်ကိုကျွန်တော်တို့ modern nice ဖြစ်တဲ့အယောင်ကာလာတွေကိုလည်းယူထားတယ်တော့တကယ် fresh ဖြစ်တဲ့အရာတာကိုကျွန်တော်တို့ဟိုမြင်ရမှာပေါ့နော် ဒီမှာတော့ကျွန်တော်ဒီကြွေပြား heavy loading ခံရတဲ့ကြွေပြားခင်းထားတယ်။နောက်ဒီဘက်ခြမ်းကတော့အသာကျွန်တော် compressor ဖြစ်တယ်။တူတော့မီတာကတော့တကယ်ကို power meter တအိမ်လုံးကျွန်တော်ကျုံးနေအများကြီးတုံးထားပြီးတော့တကယ်ကိုကျွန်တော် air con ကြီးပဲကူးလုံးအခန်း6ခန်းပါတဲ့အိမ်တလုံးလည်းဖြစ်ပါတယ်။ဈေးနှုန်းကတော့တိုင်း1000 1000နဲ့300ဈေးဖွင့်ထားရပါတော့။ဒါကတော့ကျွန်တော်ညီကိုရှိတ်လုပ်ပေးမှဖြစ်ပါတယ်။ဒီမှာတော့ဒါလုံခြုံရေးအတွက်ကျွန်တော်တန်ပန်းကိုယူထားတယ်ပြီးလိုက်ရင်တကားပါတော့။ တကားကျွန်တော်ဒီလို၅ပေ၅ပေကိုကျွန်တော်တို့ဖွင့်ထားတာကိုတွေ့ရတယ်တော်တော်လေးကျဲပုံမှန်20 60မှာအဲ့တော့အကျယ်ဖွင့်လို့မရှိဘူးเนาะပြီးတော့ဒီလို partition နေဆိုရင်လည်းအဲအရင်ရိုးတဲ့လေးတောင်မျိုးမဟုတ်ဘဲနဲ့အဲ့လိုအလားတူဖွင့်ထားပြီးတော့မြင်ရမှာဖြစ်ပါတယ်ဒါဆိုရင်ကျွန်တော်အခြေသက်ကြည့်မယ်လားတကားအချက်ကတော့ဒါမှန်တယ်တကယ်ကိုအချက်ကြီးအချက်သေးတစ်ခုပေါ့เนาะတော်တော်လေးကိုကျင်အောင်ယူထားတယ် ဒီဧကန်ကကျွန်တော်ပုံမှန်20 60ရဲ့ဧကန်လို့တော့မခံစားရအောင်တော်တော်ကိုကျဲတယ်ဒီလူခြေသွားတဲ့အားတစ်ချက်ကနံပါတ်1လီဂခွင့်ယူတာအများကြီးစိုင်းသွားတယ်ပေါ့နော်ဘာလို့ဆိုကျွန်တော်တို့ပုံမှန်20 60မှာလီဂခွင့်ကဒီလူမျိုးအာယူတာယူယူတာပြီးရင်တကယ်လို့ဒီလူယူထားခဲ့ရင်တော့မှဒီနားမှာကျွန်တော်တို့အာဘီလူတွေပါရိုက်လိုက်တော့ကိုဟာအခန်းထဲနဲ့ကျင်းတယ်လို့ဖြစ်သွားမှာပေါ့နော်ဒါပေမဲ့ဒီအိမ်မှာတော့ ဒီလိုမျိုးအစားအပုံမှာ interior တွေပါတခြားလေးပြန်ထည့်ထားတင်ရမှာဖြစ်ပါတယ်။စီလင်ဟိုက်ကတော့ကျွန်တော်တို့ဒီ73ပေ72ပေ72ပေမြင့်တယ်။ကျွန်တော်တို့ဒီလိုမျိုး Jason Bolt တွေပြန်ရိုက်လိုက်နေဆိုရင်တော့မှအခု72ပေကျန်အောင်မှာပေါ့နော်။ပြီးတော့ရင်ဒီလိုနေရဘာလို့လေးလို့ကောင်းတယ်ဘာလို့ကျဲတယ်လို့အရန်ခံစားရလဲဆိုတော့တကယ်လေးကျဲတဲ့အပြင်ပရင်းပေါက်တွေအကြီးပေါ့နော် lighting ကကောင်းကောင်းကိုအာဝင်အောင်ယူလိုက်တာဖြစ်ပါတယ်အခင်းကတော့ကျွန်တော်တို့အခုမြင်ရတဲ့အတိုင်းပဲကျွန်းပါကီယူထားတယ်အဲ့ဒီပြင်ကျွန်တော်တို့ဒီမှာပေါ့နော် ပါတီရှင်းကိုဝင်လာတာ ਨੇ ကျွန်တော်မီးဖို့ကြောင်းဒီတခါတည်းကျွန်တော်ဒီ lighting ကိုရတာဖြစ်တော့ကြောင်းဒီအခန်းကကျွန်တော်ဒီလို16ပေ35ပေပေ40လောက်ရှိမြင်ရတဲ့ဒီလိုမျိုး hall တစ်ခုတည်းအဲမှာနေရတာဖြစ်တဲ့ကြောင်းတော်တော်လေးနေတော့ကောင်းတယ်တတောင့်တတာရှိရယ်ဒီမှာတော့ကျွန်တော် dining ပေါ့နော်အာ dining room မှာလည်း dining lighting နဲ့အဲဒီဘက်မှာဆိုရင် तू ကတကယ် hall လို့ ဒီဟိုတီချာလေးယူသုံးပြီးတော့အလူမီနီယံသကားတွေကိုလည်းဘောင်အထူတွေနောက်ပြီးတော့ချင်းလုံးစကားတွေပါတခါလေးတတ်ထားပြီးသားပေါ့နော်အဲ့ဒီပြင်ကျွန်တော်ဒီဘက်မှာ kitchen ပေါ့နော်ဒါကတော့ကျွန်တော် drying kitchen အနေနဲ့သုံးလို့ရတယ်ဘာလို့လဲဆိုရင်ဒီအိမ်မှာကျွန်တော်တို့ wash kitchen အနောက်ကိုအကျဲကြီးထုတ်ထားပေးတာဖြစ်တယ်ဆိုတော့ဒီနေရာကိုကျွန်တော်တို့တကယ်တကယ်အများကြီး heavy cooking မလုပ်ဘူးဆိုရင်တော့အိမ်ကပိုပြီးတော့တန့်ပေါ့နော်အနံ့အတက်လည်းပိုကောင်းတယ်အာဒီအပေါ်ဒီဟာတွေကအကုန်လုံးကျွန်း ျွန်းကို granite ကြောက်ပြအကြီးကိုကျွန်တော်ယူထားပြပါတော့နော် stock တို့ခုတို့ပါဒီခါလေးပါပြီးသားကဲအဲ့ဆိုရင်တော့ west kitchen လေးလည်းပြပါမချပြုတ်ပါ냐ဒါတို့တော်လေးအာ fine တယ်ဗောနော်ပြီးတော့ရင်အနောက်ဘေးကိုလည်းဒီဇိုင်းထားတာမျိုးမဟုတ်ဘဲနဲ့ဒုံချုံရေးတန်တန်းတကားပါထပ်ထပ်ထားပေးရအောင်နော်ဆိုတော့ဒီညထက်မှာကျွန်တော်တို့ဒီအခုမြင်ရတဲ့ဒါမဲ့ဧကန်းကျဲ kitchen dining နဲ့ worth kitchen အဲ့ဒီပြင်ဒီဘက်မှာ common wc ပေါ့နော် common wc ရတယ်အကုန်လုံးဒီအိမ်မှာတုံးထားတဲ့ပူထိုင်ပြီးစင်းတဲ့အကုန်လုံးကဒါကော်တွန်တစိ့တွေကိုတုံးထားပြီးတယ်ညီညီထက်မှာလည်းဒီလိုမျိုးပေါ့နော်ဒါ make နေလို့ရတယ် single bedroom တစ်ခန်းဖြစ်ပါအစနော်ဒီအိမ်ကတော့ 3RC အပြစ်ကိုမှ roof ကိုပါအခန်းပါထပ်ဖွဲ့ထားရပါတော့အဲ့ဒါလည်းကျွန်တော်တို့ကြည့်မိလိုက် ဒီလီဂခွင်ကကျွန်တော်တို့အာအကုန်လုံးကကျွန်းတွေကိုတုံးထားတယ်။နင်းပြထောင်ပြပါနော်။ဒုတိယအလွှာမှာတော့ကျွန်တော်တို့ပုံမှန်အခုရှောက်လန်းနေပြေးလိုက်ရင်အခန့်ကျင်းသွားရင်ဒီအိမ်ကရှောက်လန်းပြေးစရာမလိုဘူး။ဘာလို့လဲဆိုရင်လီဂခွင်ဒီနေရာကအဲဒါကျွန်တော်တို့ living room family living room လို့လို့ရတယ်။ဥမာဒီလိုနေရာမှာဆိုဖာထားပြီးတော့ချင်းလို့ရတဲ့နေရာလည်းဖြစ်တဲ့အပြင်အိမ်ထဲမှာအလားစင်လို့ကောင်းတဲ့နေရာလည်းဖြစ်ပါတယ်။ဒီလီဂခွင်စင်တော်လေးတန့်တယ်။ ပြီးတော့သူကအရှိနဲ့အနောက်နဲ့အခန်းယူလိုက်ပြီးရေချိုးခန်းအိမ်လာတွေ့ရပါနှခန်းလုံးက master bedroom အဲ့ဒီပြင်ကျွန်တော် veranda ပါကုစီပါမှာပေါ့နော်ဆိုတော့ပုံမှန်26စီမှာနေရတဲ့အရာတာနဲ့လုံးဝမတူဘူးပေါ့နော်ကိုလည်းအများကြီးအိမ်ကြည့်ဘူးတယ်ဒီလူမျိုးအိမ်ကတော့တော်တော်လေးကြိုက်ပါတယ်ကဲဒါဆိုရင်တော့ဒီမှာတော့ကျွန်တော်တို့အာအရှိဘက်ချမ်းလို့ပြောရမှာပေါ့နော်အရှိဘက်ချမ်းတကားလေဆိုရင်ဒါကျွန်းနာကြီးပုံတဲ့အစအများကြီးတူပူကြီးရအောင်ကျွန်တော်တို့အာတုံးထားတယ် ပြီးတော့သူကအဲကွန်နဲ့အကုန်ပါပြီးသားဒါကတော့ကျွန်တော်အရှိတ်ချမ်းခန်းကျေဖြစ်ပါတယ်ပြီးဒီအိမ်မှာတော့ဒီလူပေါ့ဝတ်ထုတွေတခါလေးပါပြီးသားမှန်တင်ခုံပါပြီးသားမှန်လိုက်ပါတခါထည့်ထားပြီးပြီးသားပါနော်ဆိုတော့ကရင်ပြင်အခွက်ပကံယူပြီးတော့နေလို့ရတယ်ဆိုတော့ပြင်ဒီဘက်ချမ်းမှာဝရန်ဒါကြီးဒီနေရာတော့ကျွန်တော်တို့ဒီမဟာဗန္ဓုလက်လန်ကိုကျွန်တော်တို့ဒီလူဒဲပေါက်တယ်မနော်ဒီငါအိမ်ပဲဒဲပေါက်ရင်ရောက်တယ် တော့အမ်းမလည်းတော်တော်ညီတယ်ပြည် lighting ကိုလည်းဒီပို့မှန်အချက်အကြီးကိုယူထားတယ်။နောက်ဆုံးဒီမှာဒီချွန်းကအင်တာတစ်စုံပါမယ်ပေါ့နော်။ပြီးတော့ရင်ကျွန်တော်တို့ဒီဘက်ချမ်းဒါကျွန်တော်နောက်ဘက်ချမ်းပြောမှာပေါ့နော်။အနောက်ဘက်ချမ်းကိုနောက်တစ်ခန်းရှိအောင်မှာဖြစ်ပါတယ်။ဒါကတော့ကျွန်တော်တို့ဒီအခန်းကျယ်တစ်ခန်းပဲဘာလို့ကျွန်တော်ကျယ်လို့ပြောဆိုရင်ဒီမှာဗီဒီယိုထည့်ပြီးတော့ဗီဒီယိုထည့်ပြီးထားတဲ့အပြင်တောင်မှတော်တော်လေးဟိုနေရာအကျန်သေးတယ်မကြီး တော်လေးကြည်ကြည်ဆိုပုံမှန်ကျွန်တော်တို့26စီမှာရှောက်လိုက်ပါခြံလိုက်မယ်ဆိုရင်ဗီဒီယိုထပ်ထည့်လိုက်ရင်တော်တော်လေးကျင်းသွားတဲ့ခက်ခဲကိုကျွန်တော်တို့ဒီအိမ်မှာ solution ရသွားတယ်ပေါ့နော်ဒီမှာဆိုရင်ဒါဒူးတဲ့အလွာရဲ့ ceiling ကအာဆက်တပီရှိတယ် ceiling ပါညာညံ့တဲ့ချက်အလဆင်လိုက်တော့ဆက်တပီကြံပြီးအခုချိန်ကြီးလဲတက်တောင့်တက်တာနေလို့ရနေတယ်ပေါ့နော်ပြီးသွားရင်ကျွန်တော်ဒီဘက်မှာ warranty ကဲဒါကတော့ကျွန်တော်အနောက်ဘေး warranty ပေါ့နော် warranty ပါမယ်ဆိုရင်တော့ ခန်းတစ်ခန်းအများကြီးအများကြီးကွာတော့မယ်ပြီးတော့ဒီအခန်းဆိုရင်ရေစင်ကန်ပါပါမယ်ပြီးရင်ရေချိုးကအင်တာလည်းအဲ့လိုစီလီနင်းနေလည်းမဟုတ်အမြင့်ရွယ်ဒါဆိုရင်ပူထိုင်တို့ဒီစင်တို့အာစီမင်းအလားရိုက်ထားတာလည်းအဆပါနော်ဟိုတော်တော်လေးကိုပြောမဆွင်တော့အဲပုံမှန်ထက်ပိုပြီးတော့ပရီမီယံဖြစ်တယ်ဆိုတဲ့ feeling ကိုရမှာပါဆိုတော့ကျွန်တော်တို့ကအခုကနှစ်လွှာကြည့်ပြီးပါပြီအခန်းမြင်းကြီးထက်နဲ့တွက်မယ်ဆိုရင်၃ခန်းပေါ့နော် တော့အပေါ်မှာနောက်ထပ်နှစ်ထပ်ကြံပါဘူးနော် so ground floor first floor ပြီး second floor တော့ကြည့်မှာဖြစ်ပါတယ်ကဲဒါတော့ပြောမလို့ second floor ပေါ့နော်အလွာနဲ့ကြည့်မဆိုရင်၃လောက်မြောက်ပြောမလို့ဆိုရင်ပရင်ပေါက်လေးဟိုအကျဲထုတ်ထားပြီးရေဖျားခန်းယူလို့ရတယ်ပြီးမှဒီရဲ့ lighting ကိုကြည့်လိုက်ဒီမှာဆိုရင် double scene ဟိုကျွန်တော်တို့ဒီ P20 လောက်မြင့်တဲ့ feeling ကိုရမယ်တော်တော်လေး နေလို့ထိုင်လို့ကောင်းတယ်ဒီနေရာမှာကျွန်တော်တို့ဟိုအပေါ်ဆုံးအလောမှာဖျားခန်းလုပ်ရင်လည်းရတယ်ဒါ family living room လုပ်ပြီးတော့ AC chill တွေလို့ရတဲ့နေရာလည်းဖြစ်ပါတယ်သူလည်းအဲ့လိုလည်းရှေ့ဘက်လည်းအနောက်ဘက်လည်းအခန်းတစ်ခန်းပါမယ်ရှေ့ဘက်လည်းအခန်းတစ်ခန်းပါမယ်နော်အာသူကတော့အလွာတိုင်း air con တွေပါပြီးသားပြီးရင် solar တက်မဲ့လူတွေအတွက်လည်း solar ကြိုးကတစ်ခါအထိုးပြီးသားပါနော်ခု solar တက်ပြီးတော့ကြိုးပြောင်းပေးလိုက်ရအောင်ဒါကတော့ကျွန်တော်တို့ ဒါကတော့ကျွန်တော်တို့ဒုတိယအလွာနဲ့အလွာထဲမှာပုံစံတူပေါ့နော်အခန်းကျေဖြစ်တယ်ပြီးတော့ရင်အေကွန်ပါမယ်ဝရန်တာပါမယ်အရှိဘက်ဆိုရင်ဒါကျွန်တော်တို့လော်ဘီတက်လန်ဖြစ်ပါလေဟုတ်ပါလော်ဘီတက်လန်ပြီးတော့ရင်ကျွန်တော်တို့သူ့ရဲ့ရေချူခန်းအင်တာကလည်းအောက်အလွာတိုင်းသူ့ရဲ့လေးအောက်ကနှစ်ထပ်လုံးကလေးအောက်ကအတူတူပဲပေါ့နော်ရေချူခန်းအင်တာလည်းအကြီးပဲ၃၀၆၀ရေချူခန်းအင်တာကျွန်တော်တို့ပုံမှန် တချို့အိမ်လေးဆိုရင်သူက compact ဖြစ်အောင်ယူတယ်ဒီအိမ်ရဲ့တော့တကယ်ကိုအကျယ်ဖြစ်အောင်ယူတယ်ပေါ့နော်ဒီလိုတွေလည်းအများကြီးပဲဒီတော့အရှိတ်ချမ်းတခန်းကြောင်ပေါ့နော်တခုဒီနေရာဆိုတော်တော်လေးလေးလိုကောင်းတယ်အလေးဝင်လေးထွက်လိုက်ကောင်းတယ်ပတင်းပေါက်ဖွင့်ပြီးတော့ချင်းလိုစကားလှုပ်ထားမယ်ဆိုရင်လည်းလူကြီးတွေဆိုရင်လည်းအဲကုန်းအရာတာမကြိုက်ဘူးအဲကုန်းမကြိုက်တဲ့လူတွေအတွက်လည်းအဆင်ပြေတယ်ပေါ့နော် ါဒါတော့ဒီအခန်းလည်းကျွန်တော်တို့အောက်အလွာအတိုင်းပဲအကုန်ပါပြီးတာဝရန်ဒါကဒါ၃ထပ်မြောက်ဖြစ်သွားမှာပေါ့နော်ဒီအရှိတ်ပဲချမ်းဆိုရင်ဒါကျွန်တော်တို့မာဘန်ဒူလက်လန်းကိုတဲပေါက်တော်တော်လေးကိုအာနေရာကောင်းတယ်ဒီစကွန်အင်တာဒီမှာပေါ့နော်အနေနဲ့အတိုင်းပဲစင်းလုံးတော့ဒါကျွန်တော်တို့ဒီချိန်ရဲ့စောက်လုံးစီရိတ်နဲ့အားလုံးတွက်မယ်ဆိုရင်ဒါဖွင့်တာတော့1000 1300ဈေးဖွင့်တာပေါ့နော်ဆိုတော့ဒါပေမဲ့ ီပြင်ဆင်ထားတယ်ထည့်ထားတဲ့ဟာတွေ air con တွေပြီးအလွားတွေဒါသုံးလွာ roof တိပေါ့เนาะအခု roof ကိုတောက်ကြည့်မယ်လား20 60ယူတော့ပွင့်လေးပြောမယ်ဆိုရင်တော့ဒီလိုမျိုးလေကခွင်တော့ယူစေချင်တယ်။ဒီလိုလေကခွင်ယူလက်ချင်းအပြင်အခန်းတွေကျွန်တော်ဖွင့်မယ်ဆိုရင်ကြကြဝင်းဝင်းနေလို့ရရပါတော့။ကဲအဲ့ဆိုရင်ကျွန်တော်တို့ ဒါအပေါ် roof ဖြစ်ပါတယ်ဒီမှာဆိုရင်ကျွန်တော်တို့ဒီအပေါ်မှာဆက်လက်လောင်းပြီးတော့ပြောမှာဆိုတော့၃ထပ်ခွဲဆက်လက်လောင်းတာလည်းပြင်ဒီရှေ့ဦးတော့ဒီလိုမျိုးအမိုးယူထားတယ်ပေါ့နော်ပြင်ဒီဘက်အချမ်းဆိုရင်လည်းဒါဘယ်လိုပြောရမလဲ outdoor space ဖြစ်တဲ့ဘန်းတွေပဲစိုက်မယ်ဒန်းတွေပဲထားမယ်ပေါ့နော်အနေမပူရင်အပြင်သွားလို့ရတယ်ဒီဘက်ချမ်းကတော့ဒါအဝတ်ဒီလမ်းပဲအပေါ်ဆုံးမှာသိရမလားအဲ့မိတ်ဆွေနဲ့ဒါကျွန်တော် relax လုပ်လို့ရမယ်နေရာလေးလို့ပြောပါဆိုဒီပေါ်မှာအခန်းတစ်ခန်းရှိသေးတယ်ရေချွေးအင်တာတစ်စုံပါသေးတယ်ပြီးရင် ဒီမှာကျွန်တော်တို့အဝတ်လျှော်စက်လည်းထားလို့ရတယ်။နောက်သူ့ရဲ့ရေချိုခန်းအိမ်ရပါတော့နော်။အကျေးပဲ။ဒီဒီဘက်မှာလည်းခန်းအခန်းတစ်ခန်းအနေနဲ့ဒါယူထားရပါတော့နော်။မရှိ။နည်းနည်းတော့ဟိုဘယ်လိုပြောရမလဲ။ကျင်းတယ်ဒါပေမဲ့ပစ္စည်းထားရတဲ့နေရာလည်းလူနေလည်းရတဲ့အနေအထားမှရှိပါတယ်။နေရာနည်းနည်းကြည့်မယ်ဆိုရင်ဘာမှအပြည့်ပြောစရာမရှိဘူး။ပြီးရင်အိမ်ဒီအခန်းဖွဲ့ယူထားတာလည်းအိမ်ဆောက်ခြင်းတဲ့လူတွေအတွက်လည်း expire အများကြီးယူလို့ရတယ်။ပြီးရင်တကယ်တကယ်အဲ့လို ရေချိုးကအိမ်သားနဲ့20 60၊မှာ40 60တို့အခန်းချင်ချင်ဝင်းနေခြင်းတဲ့လူတွေတင့်တော်တယ်ပေါ့နော်။ဆိုတော့ဈေးနှုန်းက1000 1300ဈေးဖွင့်လာတာဖြစ်ပါတယ်။ဆိုတော့ဗီဒီယိုအစိုးရလက်ရှိပြနေအားလုံးကိုကျေးဇူးတင်ပါတယ်။ကျွန်တော်နောက်ဗီဒီယိုမှာပြန်တွေ့ပါမယ်ခင်ဗျာ။